မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍမှာတီးနှံပဲမျိုးစုံရဲ့စိုက်ပျိုးမှုကသုံးဝန်းတော်ပုံတွေရှိခဲ့ပါတယ်။ဒီနှစ်ပဲနှံဈေးကွက်မှာဆိုရင်စဉ္ညင်းတရားဈေးမြင့်ခဲ့တဲ့ဈေးကွက်တွေရှိခဲ့ပါတယ်။ဘာကြောင့်မလို့ဒီလိုစဉ္ညင်းတရားဈေးနှုန်းတွေဖြစ်ခဲ့တာပါလဲ။လာမယ့်2016မှာရောဘလို့ပဲအမျိုးအစားတွေကဈေးကွက်အလားလာကောက်နိုင်မလဲဆိုတာကိုတော့ပွဲစားကုံတဲ့ဆက်ပိုင်များမဟာကဏ္ဍအသင်းမန္တလေးကပဲကုံစီတိုင်းကနေအတွေ့အကြုံ25နှစ်ကျော်ရှိနေတဲ့ပဲကုံတဲ့တအုပ်နဲ့တွဲဆောင်မင်းမြတ်တစ်ချက်ပြသွားမှာဖြစ်ပါတယ်။ မင်္ဂလာပါဟုတ်ဒီ2015ကာလမှာပေါ့နော်တရုတ်အစိုးရအစွဲရှိပြီးတော့မှတ်မှတ်ထင်ထင်စံချိန်ကြီးဈေးမြင့်သွားတဲ့ပဲမျိုးစားတွေကဘယ်လိုပဲမျိုးစားပါလဲနောက်ပြီးတော့သူတို့ကဘယ်လိုနှုံးထားမျိုးနဲ့ပေါ့နော်အဲဘာကြောင့်မလို့စံချိန်ကြီးဖြစ်သွားလဲဆိုတာလေးပြောပြပါဦးရှင်ပဲမျိုးစားအပြင်နှမ်းမျိုးစားလည်းထည့်ပြောပါမှာဗျာကျွန်တော်တို့2015မှာအမှတ်ထင်ဈေးနှုန်းမြင့်တက်တာက နှမ်းအနက်စမုံနှမ်းနဲ့ကျွန်တော်တို့ဒီ2015မှာ တိတိတသားကိုမြင့်တက်ခဲ့ပါတယ်စံချိန်တင်ပေါ့နော်နောက်ပဲဒီစိန်စံချိန်တင်မြင့်တက်ခဲ့ပါတယ်ပဲဒီစိန်ဆိုရင်ကျွန်တော်တို့အမြင့်ဆုံး2015ထဲမှာတသိန်း4000ထိကျွန်တော်တို့မှတ်မှတ်ထင်ထင် ဖြစ်ခဲ့ပါတယ်နှမ်းအနှက်စမုံဆိုရင်2သိန်း3000ဘယ်တော့မှမရောက်ခဲ့တဲ့ဈေးနဲ့စံချိန်တင်ဖြစ်ခဲ့ပါတယ်နော်ဒီဈေးကွက်တွေဒီလိုဖြစ်လာတာကလည်းအဲတခြားနိုင်ငံတွေမှာထွက်အားနေတာရေမိုးလေဝသတွေ ဖောက်ပြန်လာရဲ့ကြောင်းကျွန်တော်တို့နိုင်ငံကဈေးကောင်းရတယ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့မဖဲစင်းလုံးနဲ့ဟိုပါမြေပဲဆက်လုံးနဲ့ဒီကစနေနေ့ရောက်ခဲ့တယ်လို့ကြားရပါတယ်ရှင်အဲ့ဒါလည်းပြောပြပေးပါဦးဟုတ်ကဲ့ပါကျွန်တော်တို့2015အတွင်းမှာမြေပဲဆန်ကိုပြောရမယ်ဆိုရင်မြေပဲဆန် S1 လုံးဆန်အဖြူဆိုရင်3800တပိတ်သာ4000လောက်ထိရောက်ခဲ့ပါတယ်အမြင့်ဆုံးကာလပေါ့နော်အဲ့ဒါကလည်းကျွန်တော်တို့ကြားသိရတာတော့တရုတ်ပြည်မှာမိုးလေဝသမကောင်းတဲ့အတွက်မိုးခေါင်တဲ့အတွက်သူတို့ တို့ထွက်တဲ့ဒေတာကမြေပဲသံတွေမဖြစ်တဲ့အတွက်ကျွန်တော်တို့မနစ်ကကျွန်တော်တို့ဗမာပြည်ကနေတော်တော်ဝယ်ရပါတယ်ကျွန်တော်တို့မန္တလေးကုန်စည်တိုင်းမှာ၄000ထိဖြစ်ခဲ့ပါတယ်ဟုတ်ကဲ့ဟုတ်မပဲစင်းမပဲကတော့ကျွန်တော်တို့မန္တလေးကနေဆိုရင် တရုတ်ကိုမနစ်ကကောင်းကောင်းမသွားပါဘူးအိန္ဒိယကိုရေလန်းချောင်းကနေရန်ကုန်ကတဆင့်သွားပါတယ်နောက်တရုတ်ပြည်ကိုလည်းထိုက်တဲ့လောက်ရေလန်းချောင်းကနေရန်ကုန်ကတဆင့်သွားပါတယ်ကျွန်တော်တို့မန္တလေးကနေတော့ မန္တလေးမြို့ပေါ်ပဲခွက်ဆက်တွေပဲတုံးပါတယ်တရုတ်ပြည်ကိုတိတ်မသွားလိုက်ရပါဘူး2015အပြင်မှာပေါ့နော်ဒီလိုပဲမြူးစားတချို့စနေရင်းမြင့်တက်သွားတဲ့အခါမှာတောင်သူရဲ့လက်ထဲမှာရောအဲ့ဒီပဲတွေကရှိနေသေးလားရှင်ကျွန်တော်တို့သိရသလောက်တော့တောင်သူဆိုတာတော့ထွက်လာတဲ့အချိန်မှာသူတို့ရောင်းကြတယ်နော်သူတို့သုံးဆွဲဖို့အတွက်မြို့တက်ရောင်းတဲ့အတွက်သူတို့မှာတောင်သူကြီးအဆင့်နေလောက်ကလွဲပြီးရင်တာမန်တောင်သူကတော့ဒီအမြင့်ဆုံးဈေးတန်းတွေမှာခံစားမှုမရှိပါဘူးခင်ဗျာ 2015ပဲဈေးကွက်ကတော့ကျွန်တော်တို့ကုမ္ပဏီကြီးတွေကျွန်တော်တို့လောင်းလက်ကြီးတွေငွေအင်အားကြီးတဲ့ကျွန်တော်တို့လုပ်ငန်းရှင်ကြီးတွေရဲ့နှစ်လို့တော့ပြောလို့ရပါတယ်ခင်ဗျာဒီအောင်တော့ဒီပန်းနန်းကုန်စည်တိုင်ရဲ့ဝယ်လက်ကတရုတ်ဝယ်လက်ကိုပဲအားထားနေရတယ်လို့သိရတယ်အဲဒါတော့ဒီ2015မှာတရုတ်ရဲ့လွှမ်းမိုးမှုကဘယ်လောက်တိုင်းသာရောက်ခဲ့လဲရှိကျွန်တော်တို့ဒီပဲနန်းမှာမန္တလေးမြို့မှာတော့တရုတ်ဝယ်လက်ရဲ့လွှမ်းမိုးမှုကအများကြီးပြောလို့ရပါတယ် ျွန်တော်တို့ရဲ့ကောက်ပဲသီးနှံရဲ့ထွက်ပေါက်အင်အားကြီးသုံးဆွဲနိုင်တဲ့နိုင်ငံကလည်းတရုတ်နိုင်ငံဖြစ်နေတယ်။သူတို့လူအင်အားလည်းများတယ်၊သုံးဆွဲနိုင်တဲ့အားလည်းကြီးတယ်၊ဈေးကွက်အရာကလည်းသူတို့ပေးတဲ့ဈေးကွက်ကကျွန်တော်တို့နိုင်ငံရဲ့ဟိုမတ်လောက်စရာဈေးကွက်ဖြစ်နေတဲ့အတွက်သူတို့ကတော့လွှမ်းမိုးထားပါတယ်။လောင်းလဲလွှမ်းမိုးနေအောင်မယ်လို့ထင်ပါတယ်။သူတို့ကသုံးဆွဲမှုအားကြီးပါတယ်။အဲ့ဒါကြောင့်ပါ။ဟုတ်ကဲ့။ဟိုတရုတ်ဝယ်လဲဆိုတော့ခါကြလာဒီဟိုပါမူဆယ်နဲ့ဇက်ပါပေါ့နော်။အဲ့ဒီမူဆယ်ရဲ့လမ်းကြောင်းနဲ့ ဟိုကျွန်တော်တို့အိန္ဒိယမှာလည်းဒီပဲနဲ့ရောင်းဝယ်ရှိတဲ့မူးပဲပေါ့နော်ဟုတ်ကဲ့သူတို့နှစ်ခုရဲ့ဌာနချက်ကရောင်းဝယ်မှုပေါ့နော်အဲဌာနချက်ကဘာတွေရှိနေလို့လဲရှင်ဟုတ်ကဲ့ကျွန်တော်ကျွန်တော်လက်လန်းမိသလောက်နဲ့ကျွန်တော်မြင်သလောက်ကိုပြောရရင်တော့သိသလောက်ပြောရရင်တော့တရုတ်ကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဝင်ပေါက်ကသူတို့နိုင်ငံရဲ့လူဦးရေများတဲ့ယူနန်ပြည်နယ်သူတို့သူတို့ရဲ့ဟိုဆိုလိုချင်တာကတော့သူတို့ဒီယူနန်ပြည်နယ်ကိုကျွန်တော်တို့ကအချိန်တိုတိုနဲ့ရောက်သွားနိုင်တယ် နောက်ယူနန်ပြည်နယ်မှာလည်းဒီကျွန်တော်တို့ရဲ့ထွက်ကုန်တွေကိုလူအင်အားတော်တော်များများစားသုံးကြပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ရဲ့ဈေးကွက်ကြီးအချိန်တိုတိုနဲ့ရောက်တယ်လမ်းပန်းဆက်တော်ရေးကောင်းတယ်ဈေးရိတ်တက်တာတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဈေးကွက်ကိုသူတို့နဲ့ကအလင်းတင်ပါတယ်အိန္ဒိယကြတော့အိန္ဒိယကိုကျွန်တော်တို့တကယ်သုံးဆွဲနေတဲ့အိန္ဒိယရဲ့ဒီသုံးဆွဲနေတဲ့ဈေးကွက်ကဟိုးအတွင်းကြီးထဲမှာရှိပါတယ်အဲ့အတွင်းထဲမှာကျွန်တော်တို့ကရောက်ဖို့အတွက်ကဈေးရိတ်စကားတွေများပါတယ် အဲ့ဒီအတွက်ကျွန်တော်တို့ရေလမ်းကြောင်းကသွားတဲ့ဈေးကွက်ကပို့ပြီးတော့အဆင်ပြေတဲ့အတွက်ကျွန်တော်တို့ဒီဘက်နေဆက်လမ်းကြောင်းကသွားတာကျွန်တော်တို့မှာဈေးကွက်သိပ်ပြီးတော့မဖြစ်ပါဘူးခဲ့ဟုတ်ဒီဟိုပါပေါ့ဒီပဲနန်းကုန်စည်နေမှာဆိုရင်ကျွန်တော်တို့ဆိုရင်ဈေးနှုန်းတွေပေါ့နော်ဈေးနှုန်းပေါ်ပေါ်ရေမူတည်ပြီးတော့ခါကြလာတဲ့ဈေးနှုန်းအတက်ကြအဲ့လိုမဖြစ်သွားနေတယ်အဲ့ဒါဒီ2015မှာရွှန်ဈေးနှုန်းအပြင်အခြားဘယ်အကြောင်းအရာတွေကရိုက်ခတ်မှုရှိခဲ့လဲရှင်ကျွန်တော်တို့ဒီဘက်မှာတော့ရွှန်ဈေးနှုန်းအတက်ကြကြောက်ပဲဈေးနှုန်း အတက်ကျဖြစ်ပေါ်တာတော့ရှိပါတယ်အခြားတော့ထူးထူးခြားခြားပေါ့ရိုက်ခတ်တာနည်းပါတယ်သို့ပေမဲ့လမ်းပန်းဆက်သွယ်ရေးမကောင်းတာနဲ့ကျွန်တော်တို့နေဆက်နေဆက်မှာကျွန်တော်တို့တရုတ်နေဆက်ဘက်မှာကောက်တဲ့အခွန်အတက်ကျမှာလဲကျွန်တော်တခါတည်းရမှာကျွန်တော်တို့ရဲ့ကုန်စည်နှုန်းတွေရိုက်ခတ်ခံရပါတယ်ဟုတ်ကဲ့ ဟုတ်နောက်ကြတော့အခုဆိုရင်ဒေါ်လာဈေးတွေဆိုရင်ဆိုရင်1300ကျော်နေနေပါချင်းသူ့ရဲ့ impact ကရောအဲသူ့ရဲ့အကျိုးတရားမှုကရောဒီပဲဈေးကွက်ကိုလက်ခံမှုရှိလားချင်းအဲကျွန်တော်တို့ပြောရရင်တော့တစ်ခုနဲ့တစ်ခုတော့ဆက်ဆက်နေတာပါအဲ့ဒီကျွန်တော်တို့နိုင်ငံမှာရွှေဈေးရှစ်သိန်းဖြစ်တဲ့အချိန်မှာငွေဈေးလည်းထိုက်တဲ့တလောက်လိုက်တက်ပါတယ်ငွေဈေးလည်းတက်တယ်ရွှေဈေးလည်းတက်တယ်အဲ့ငွေဈေးရွှေဈေးတက်တာနဲ့အညီကျွန်တော်တို့ပြည်တွင်းထွက် ကောက်ပဲသီးနှံကလည်းနိုင်ငံသားဈေးပွက်ဝင်တဲ့အတွက်တက်လာပါတယ်ဟုတ်ကဲ့ သူ့ရဲ့ stock share အရင်ပေါ်လာတဲ့အတွက်ဒီဘက်မှာရောအကျိုးတရားမှုကဘယ်လိုဖြစ်ပေါ်သွားနိုင်လဲဆိုအဲ့အိတ်ချင်းကတော့ကျွန်တော်တို့လက်လန်းမိသလောက်ပြောရရင်တော့ stock အိတ်ချင်းအချိန်ဟုန်နဲ့အောင်မြင်ဖြစ်ထွန်းလာပြီဆိုရင်တော့ကျွန်တော်တို့လက်ရှိလုပ်နေကြတဲ့ကောက်ပဲသီးနှံလောကသားတွေလောင်မယ်ဝဲမယ်ရောင်းမယ်ကူးတန်းမယ်အဲ့အချိန်ကျရင်အဲ့လိုလုပ်နေတဲ့အလဲလက်တန်းလုပ်ငန်းတွေနဲ့အသေးစားလုပ်ငန်းတွေ မေးမိန်လာမယ်လို့ကျွန်တော်ယူဆပါတယ် stock exchange ပေါ်ကစားမှာတော့အချိန်ဟုံမကောင်းသေးဘူးအောင်မြင်မှုတွေမဖြစ်လာသေးဘူးဆိုရင်တော့ကျွန်တော်အမြင်မှာတော့ချက်ချင်းလက်ငင်းတော့ကောက်ပဲသီးနှံလောကသားတွေအတွက်လုပ်ငန်းအနေနဲ့အပြောင်းလဲမဖြစ်နိုင်သေးဘူးလို့ထင်ပါတယ်သူတို့အချိန်ဟုံကောင်းလာရင်တော့ကျွန်တော်တို့ရဲ့လုပ်ငန်းတွေကနည်းနည်းမေးမိန်လာမယ်လို့ကျွန်တော်မြင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုကကဟိုဘဲရာတွေတိပေါ်ခြင်းတွေဖြစ်လာပြီပေါ့နော်အဲ့ဒါ2016မှာဆိုရင် ကြောင်းတူလေးရဲ့အတွက်ဘယ်မျိုးဘလို့ဘယ်မျိုးစားကအလားအလာပို့ပြီးကောင်းနိုင်မလဲဆိုတာတွေအသုံးသပြပြပါဦးရှင်။တောင်သူတွေအတွက်ကောင်းမှာတော့အခုကိုပဲတချို့ဟာတွေမှာမြင်နေရပါပြီ။ပဲစင်းငုံဆိုရင်ကျွန်တော်တို့မနှစ်ကဈေးကောင်းခဲ့တဲ့အတွက်အခုရဲ့ပြန်ပေါ်တဲ့ပုံဦးပေါ်ပြားမှာဈေးကောင်းပါတယ်။ပဲစင်းငုံတွေကောင်းနိုင်တယ်။တောင်သူတွေအတွက်မတ်ပဲကောင်းနိုင်တယ်။အဲ့ဒီနှစ်မျိုးကတော့ကျွန်တော်တို့ပြောလို့ရပါတယ်။နောက်ပဲဒီစိမ်းဆိုတာလည်းကမ္ဘာဈေးကွက်ကောကျွန်တော်တို့ဒီအိန္ဒိယချင်းနိုင်ငံဈေးကွက်ကောကောင်းတဲ့အတွက်ပဲရီဈေးလည်းတောင်သူတွေအတွက်ကောင်းနိုင်တယ်လို့ကျွန်တော်တို့ ခံမှန်းလို့ရပါတယ်ခင်ဗျအဲ့တော့ဆိုရင်ဒီ2015ကာလဟိုဘောเนาะခြုံပြီးရောပဲဈေးကွက်ကိုခြုံပြီးပြီးတော့တုံးသက်ပြရမယ်ဆိုရင်လိုပုံစံမျိုးဖြစ်တည်ခဲ့လေအဲ့လားလေးလည်းပြောပြပြပါဟောတောင်သူတွေကဒီ2015မှာဘောเนาะတောင်သူတွေရဲ့ဈေးကွက်ကရောဘယ်လောက်ထိကျိုးတရားမှုရှိသွားခဲ့လဲဆိုတာကိုပြောပြပါ2015မှာပဲမျိုးစုံလောက်ကင်ကြတဲ့ကုန်တယ်တော်တော်များများအကျိုးရှိပါတယ်ပဲ10မျိုးမှာ5မျိုး6မျိုးလောက်ကအကုန်တက်ပါတယ် ကျန်တဲ့3-4မျိုးလောက်ပဲမတက်တာပါအဲ့တော့ပဲလုတ်တဲ့လူအလုံးဟာပဲစေးတက်တဲ့အတွက်လုပ်ငန်းတွေကောင်းတယ်အယောင်းဝယ်တွေတွက်တယ်ကြိုးခံစားကြရပါတယ်တောင်သူတွေအနေနဲ့ကလည်းအစင်ပြေသင်းတဲ့လောက်ပြေကြပါတယ်ခုနကပြောသလိုပေါ့တောင်သူတွေစီဈေးအမြင့်ဆုံးမှာတော့သူတို့မခံစားရဘူးပေါ့သူတို့လက်ဝယ်မရှိတော့တဲ့အချိန်မှာကုန်စည်နှုန်းတွေကစတဲ့တဘူတက်လာတော့တောင်သူကြီးတွေလည်းခံစားကြရမှာပါ လို့ကျွန်တော်ထင်ပါတယ်။ဟုတ်။နောက်ကြတော့ဒီမန္တလေးရဲ့ပန်းနန်းကုန်စည်တိုင်းရဲ့လမ်းကြောင်းပေါ့နော်။လမ်းကြောင်းကခုနကတော့ပြောသလိုတရုတ်ရဲ့နောက်ကအိန္ဒိယရဲ့အဲ့ဆိုအဲ့အပြင်ဒီ2010ကျောင်းမှာအချားဒီတက်ပို့ပြီးတော့လမ်းကြောင်းတွေရောထပ်ပြီးတော့ဟိုပွင့်လင်းလာတာမျိုးထင်သလား။ဟိုဘလို့အကြောင်းအရာတွေကဒီဈေးကွက်ကိုတိုးတက်ဖို့ရန်အတွက်လိုအပ်ချက်တွေရှိနေလဲရှင်။ကျွန်တော်တို့လက်ရှိတော့တရုတ်နဲ့အိန္ဒိယနဲ့ကျွန်တော်တို့ရဲ့စီးပွားရေးမိဖက်တွေပေါ့နော်ထွက်ပေါက် ကြီးတဲ့နိုင်ငံကြီးနှစ်ခုပေါ့အဲသို့ပေမဲ့နောက်ထပ်ကတော့ဒီယိုရီးယားနဲ့ကတော့ရခင်ကလေးကလည်းရှိပါတယ်ကျွန်တော်တို့ထိုင်းနဲ့တွားနေတာမြောက်ရီလိုင်းတို့မော်လမြိုင်ဘက်ကလိုင်းနေဒီဘက်ကရေလိုင်းကြောင်းနေနဲ့တွားတာတွေနေဆက်ရှိပါတယ်အဲ့ဒါတွေကတော့နောင်လဲဒီထက်ပိုကောင်းလာမယ်လို့ထင်ပါတယ်နောက်ဘင်္ဂလားဒေ့ရှ်တို့ဘာလို့လဲရခင်ကလေးကတွားတာရှိပါတယ်အနည်းငယ်တွားကြပါတယ်အဲ့ဒါတွေလည်းနောင်တော့ဒီထက်ပိုကောင်းလာမယ်လို့မြင်ပါတယ်ကုံတော်ရေးနဲ့ပတ်သက်လို့နိုင်ငံတော်ကလည်း ဟိုကုံတော်ရေးလမ်းကြောင်းတွေ border freight လမ်းကြောင်းတွေကောင်းတဲ့ကောင်ဖော်ဆောင်နေရတဲ့နောက်နှစ်တင်နောက်နှစ်တည်းဟာဒီထက်ဒီထက်ပိုကောင်းလာမယ်လို့တော့မျှော်လင့်ပါတယ်ခင်ဗျာဆိုလိုတာကဒီအရေးကပိုပြီးတော့နောက်ပိုင်းဆိုရင်တိုးတက်လာမယ်လို့အဲ့လိုပြောရတာရှင့်အဲနောက်ဆိုရင်တော့ရောင်းဝယ်တွေဒီထက်ပိုကောင်းလာမယ်တိုးတက်လာမယ်လို့မြင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပဲစည်းကွက်တည်ငြိမ်မှုရန်အတွက်အစိုးရရဲ့တမတ်ချက်နှုံထားတွေရောအဲ့လိုမျိုးလိုအပ်လာရှင့်အဲအစိုးရအနေနဲ့တော့ကျွန်တော်တို့ဒီပဲတွေကိုကြိုးရောင်းကြိုးဝယ်လုံးကြတယ် အဲတယောက်နဲ့တယောက်အပေးယူတွေအဆင်မပြေကြဘူးဒုက္ခရောက်တဲ့ပဲစေးကွက်ကောင်းမောင်းကမဖြစ်တယ်အဲ့ဒါတွေကိုတနစ်တနစ်ကောင်းမွန်အောင်တို့ကျွန်တော်တို့ဒီကုံတဲ့ပွဲသားတွေအတွက်တော့ဝန်းရံပေးပါတယ်ဝန်းရံပေးတဲ့အတွက်ဟိုအမားတွေနဲနိုင်တော့နဲအောင်တို့ဆောင်ရွက်ပေးပါတယ်အခုလက်ရှိကျွန်တော်တို့မန္တလေးကုန်စီတိုင်းအသင်းကြီးရဆိုရင်လေကျွန်တော်တို့ကြိုယောင်းကြိုဝယ်လုပ်မယ်ဆိုရင်လုပ်လို့ဖြစ်အောင်ဆေးရခိုင်တော့ တယောက်နဲ့တယောက်စာချုပ်ချုပ်ဆရာခိုင်လုံးဘန်မာအက်အပ်ပြီးရင်ကုန်စီတိုင်းကအတိမတ်ပြုလက်ခံပြီးတော့မှစာချုပ်နဲ့လုတ်တဲ့အတွက်အမားယုံနေနဲလာမယ်လို့မြင်ပါတယ်အဲ့ဒီအတွက်ပေရောင်းဝယ်လောကအတွက်ကတော့နာမည်တစ်ခုဟိုနာမည်တစ်ခုကောင်းလာအောင်သူတို့ပြန်ပြီးတော့ဖန်တီးပေးနေတယ်လို့ကျွန်တော်တို့မြင်ပါတယ်အသင်းအနေနဲ့ရောနိုင်ငံတော်အနေနဲ့ရောဝိုင်းဝန်းပြီးလုတ်ပေးနေပါတယ်ခင်ဗျဟော2016မှာရောကိုကဒီပွဲရုံလုပ်ငန်းရှင်တဝက်အနေနဲ့ပေါ့နော်ဘာတွေညွှန်းလင်းထားလဲရှင် 2016အနေနဲ့ကျွန်တော်တို့ကနောင်လာမယ့်အစိုးရအသစ်ကိုတော့မျှော်နေတာပေါ့ခင်ဗျာနောင်လာမယ့်အစိုးရအသစ်ဟာပြည်သူလူထုအားလုံးအတွက်ကိုဟိုအကျိုးပို့ပြီးကြည့်မယ်လို့မြင်တဲ့အတွက်ကျွန်တော်တို့ရောင်းဝယ်လောကသားရောပညာရေးသမားရောကျန်းမာရေးသမားအဖက်ဖက်ကပူကောင်းလာမယ်လို့ကျွန်တော်တို့မျှော်လင့်နေကြပါတယ်ကျွန်တော်အပါဝင်ရောင်းဝယ်သမားတော်တော်များများအားလုံးကနောင်လာမယ့်အစိုးရအသစ်နဲ့ကျွန်တော်တို့ရောင်းဝယ်တွေပို့ပြီးကောင်းမယ်လို့မျှော်လင့်ထားကြပါတယ်ကုန်းတွေရဲ့မျှော်လင့်ချက်ပေါ့တောင်တွေရဲ့မျှော်လင့်ချက်အစားထိုးပြီးတော့ပေါ့နော် ိုးရကိုဘာတွေတောင်းဆိုချင်လဲရှင်အစိုးရကတော့ကုံတဲ့ပေါ်မှာဆိုရင်လေအဲရင်းနှီးမြုပ်နှံမှုဟိုချင်းငားတာတို့เนาะကျွန်တော်တို့အဲ့ဓာမျိုးပေါ့เนาะဟိုတောင်းသူတွေဆိုရင်မျိုးတို့ဤပညာတို့နောက်ပြီးတောင်းသူတွေကိုလည်းဟိုချင်းငားပြီးတော့ငွေကြေးဟို site ထုတ်ပြီးတော့ပံ့ပိုးပေးတာတို့ရှိတဲ့ပါတယ်ဒီထက်ပိုရှိတဲ့ပါတယ်အခုလည်းအထိုက်လျောက်ရှိပါတယ်ဒါပေမဲ့အခုတော့နည်းပါတယ်နောက်တော့ဒီထက်ပိုပြီးတောင်းသူတို့ကုံတယ်တို့ကို နိုင်ငံတော်ကပံ့ပိုးပေးရင်ကျွန်တော်တို့တွေဒီထက်ပိုပြီးလုပ်ငန်းအင်အားတွေပိုကြီးလာနိုင်ပါတယ်ဟုတ်ကဲ့ချားပြည့်စွက်ပြောကြတဲ့ရှိတဲ့ဆိုပြောပြပါဦးချားပြည့်စွက်ပြောကြရတော့ကျွန်တော်တို့နောင်လာမယ့်အစိုးရအတွက်ကိုမျှော်လင့်ရင်းတဲ့အလုပ်တွေကိုဒီထက်ပိုကောင်းလာမယ်လို့မျှော်လင့်စောင့်စားပြီးအလုပ်လုပ်နေကြပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ခုချားပြည့်ရတဲ့ကျေးဇူးတင်ပါဟုတ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်